တယ်အပြစ်ရှိတဲ့ဇီဝရေးတွေကိုတို့သူတော်စင်တို့မရှာပြစ်အောင်ကြိုးစားရလာရင်လည်းပဲအဲ့ဒီသဘောတရားတွေကဘာဖြစ်တတ်တယ်လဲလို့ပြောရင်ကိုယ်လုပ်တဲ့လုပ်ငန်းတွေမှာလုပ်တော့လုံးကြတာပေါ့ဒါပေမဲ့သူကထိရောက်မှုအားကြတော့တဏ္မာအာဇီဝလောက်အာမကောင်းမြင်ဘူးဟုတ်လားအဲ့ဒါကြောင့်ဘာလို့ရမလဲပြောရင်ဖျားပြောထားတဲ့ မလုတ်တဲ့စီပွားရေး၅မျိုးရှိတယ်တဲ့ဘယ်နှမျိုးရှိတာလဲ၅မျိုးရှိတယ်အဲ့ဒါဘာတွေလဲလို့ပြောရင်နံပါတ်၁ကလက်နဲ့ရောင်းဝယ်နဲ့စီပွားရေးမလုတ်ရတဲ့ဘာရောင်းဝယ်လက်နဲ့ရောင်းဝယ်နဲ့စီပွားရေးမလုတ်ရဘူးတဲ့ခုလောကကြီးပြဿနာတက်နေတာအဲ့ဒီလက်နဲ့ရောင်းဝယ်ကြောင့်ပြဿနာတက်နေတာခုကမ္ဘာနိုင်ငံတွေမှာတွေ့ပြီးတော့ကြည့် ကမ္ဘာနိုင်ငံတွေမှာသွားပြီးတော့ကြည့်ရင်ဟုတ်လားဘာလို့လုံးလိုကြကလေးပြောရင်လက်နဲ့ရောင်းဝယ်တွေလောက်တာမရှိဘူးလားရှိပါရဲ့ဗျာအဲလက်နဲ့ရောင်းဝယ်လောက်ကြတာရှိတယ်တနိုင်ငံနဲ့တနိုင်ငံပစ္စည်းလမ်းပြီးတော့ပို့တယ်လက်နဲ့တွေပို့တယ်စကတ်ဒုံးကြီးတွေပို့တယ်ခုညူကလေးယာနီးပညာရက်တွေပို့တယ်ဘိုင်ယိုလော်ဂျီကယ်ဝက်ပန်တွေပို့တယ်ဟုတ်လားအဲဒါမျိုးဇီဝလက်နဲ့တွေကနေစတဖြည်းဖြည်းနဲ့ ပူရင်ပူရင်တဲ့အဲ့ဒီလက်နဲ့တွေနဲ့တိုက်ကြခိုက်ကြနဲ့သိကြတာမရှိဘူးလားအဲ့ဒါကြောင့်ဗုဒ္ဓကလက်နဲ့ရောင်းဝယ်နဲ့စီးပွားရေးမလုပ်နဲ့တဲ့ပြောကြည့်ပါဦးလက်နဲ့ရောင်းဝယ်နဲ့စီးပွားရေးမလုပ်နဲ့နောက်နံပါတ်2ကလူမောင်ခူအရောင်းဝယ်နဲ့စီးပွားရေးမလုပ်နဲ့တဲ့ဘာလဲလဲလူမောင်ခူရောင်းဝယ်နဲ့စီးပွားရေးမလုပ်နဲ့လူမောင်ခူရောင်းဝယ်ဆိုတာကဘုဒ္ဓရောသင်တို့ဒါကိုမလုပ်လို့သာ ဒါကလည်းပဲနေတဲ့ထိုင်တဲ့လို့သာ မလုဖြစ်တာလောကမှာစည်းဝါးရေးအသိလောဘကြီးသွားသူကနောက်ဆုံးတစ်ဖြည်းဖြည်းနဲ့အတ္တသိကြီးသွားတာဟုတ်မထီတဲ့မြအကုန်လုလာတယ်ဒါမျိုးတွေရှိတတ်တယ်ဒီမှာကြည့်လိုက်လူမောင်ခုရောင်းဝယ်ဆိုတာကကလေးငယ်လေးတွေတခါလေးပျောက်တယ်ဆိုတာအဲ့ဒီပြဿနာကလေးငယ်လေးတွေဖမ်းသွားတယ်ခုတခါတလေကျတော့အဲ့ဒီကလေးငယ်လေးတွေတောင်းနေရတာရှိတယ်နော် တောင်းနေရလေးတွေဥစဉ်လို့လေကုလည်းတွေ့တွေ့နေတံမရတောင်ဖြစ်နေ35လမ်းနော်ဒီ80နဲ့ဘူးမှာတွားပြီးတော့ကြည့်ရင်အန္တရာယ်တော်တော်များလာဒီဘက်ကအတောင်းခိုင်းလိုက်တဲ့ပုဂ္ဂိုလ်ကတဏှာမှာထိုင်ပြီးတော့တခါတလေကျတော့နော်အဲ့ဒီနားထိုင်စကားပြောတခါတလေဥစဉ်လို့ထင်တယ်လန့်ကြည့်လိုက်တာခင်းမြန်းရိုက်နေကြလားမသိဘူးနော်အဲ့ဒီမှာတော့ကလေးငယ်လေးတွေကကားထိုးရက်လာတာနဲ့ပြန်ပြီးတော့ကြီးလာကြတယ် အဲ့နောက်မှာအကုန်ခေါ်ပြီးတော့ဖုံဖုံဖရာဘလူဖရာနော်အဖေအမေတွေအကုန်ခေါ်လာပဲဖေဖေပေးပါအောင်နဲ့လှုပ်တာဟုတ်လားအဲ့ဒါမျိုးလှုပ်ပြီးတော့တွန်းပြီးအော်ကြားဟစ်ကြနဲ့တုတ်တော့ပေးလိုက်တယ်အဲ့ဒီနောက်မှာဆိုင်ကယ်နဲ့အက်ဆီဒင့်လည်းခဏခဏဖြစ်တယ်ကလေးကဖြတ်သေးတယ်အယူအလေးကဘာမှမရှိသေးတော့မတောင်းလို့လည်းမရအောင်နောက်ကနော်သူကကြောက်နေရတယ်အဲ့ဒါမျိုးပြဿနာရှိတယ်ဟုတ်လားအဲ့ဒါတွေဒီတချို့ကဟိုးအဝေးဒေသကနေရောက်လာတာလေးတွေလည်းပါတယ် ဒီပြပူပြီးတော့ကြေကြေပြန့်ပြန့်လုံးတဲ့ပုဂ္ဂိုလ်ကြတော့ဘလောက်ထိရက်ဆက်သွားတာရှိကလေးလို့ပြောရင်ဒီကလေးလေးတွေကိုတစ်ဖက်နိုင်ငံကိုပို့တယ်ပို့တဲ့နေရာမှာလည်းပဲဖြစ်တယ်လို့ပို့တယ်ကားအောက်တွေကထိုးပေးလိုက်တယ်နော်ကားရဲ့အောက်ချင်းတွေကနေထိုးပေးလိုက်တယ်ဒါကလေးတင်မောချင်းအောက်ကနေပြီးတော့တင်မောရဲ့အောက်ဝမ်းတွေကနေတင်ပေးလိုက်ပြီးတော့အဲ့ဒီကလေးလေးတွေကိုရောင်းစားကြရောင်းစားပြီးတော့နိုင်ငံတကာမှာကလေးလိုက်ပြီးတော့ဖြန့် နော်အဲ့ဒီစီးပွားရေးမျိုးတွေကြောက်စရာမကောင်းဘူးလားမှန်ပါပါဘုရားတို့တော်စင်များလုံလဲမလုံနဲ့လုံနေတာတွေ့လေအာမပီးလေနဲ့ဘဝကြီးကအဲ့လောက်ကြီးငတ်ပြတ်နေတာမဟုတ်သေးပါဘူးဟုတ်တယ်မို့လားမှန်ပါဘုရားတို့တော်စင်များရှားစားရတာခက်ပြီမဲ့အဲ့လောက်သင်ဟုတ်ရဲ့လားမှန်ပါအဲ့ဒါကိုယ်စိတ်ကနေလောဘတွေနဲ့လိုက်ရင်းလိုက်ရင်းနဲ့သူတို့ဘာသာသမီးရောင်းစားရတဲ့ဘဝမျိုး ဒီစည်းပွားရေးနဲ့ရလာတဲ့ငွေကြီးတွေနဲ့ကားကြီးဝယ်ထားလဲအလကားကားပဲတက်ကြီးတည်ထားလဲအလကားတက်ကြီးပဲအဲ့ဒါကြောင့်ဘဝမှာနေနေတဲ့ခိုက်တံအကုသိုလ်တွေမဖြစ်ဖို့လိုတယ်ဘာလို့လဲအကုသိုလ်တွေမဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်နံပါတ်၁ကလက်နဲ့အယောင်းဝယ်နဲ့စည်းပွားရေးမလုပ်ရနှစ်ကလူမောင်ကိုယောင်းဝယ်နဲ့စည်းပွားရေးမလုပ်ရ နောက်နံပါတ်3မှာသာသိငါးသိကိုကိုကိုယ်တိုင်တတ်တာဘယ်လိုလုပ်တာလဲကိုကိုယ်တိုင်တတ်တာအဲ့လိုမျိုးကိုကိုယ်တိုင်တတ်ဖြက်ရောင်းချတယ်မလုပ်ပါနဲ့ဒုဒ္ဓရောဇင်များတခါတလေကိုယ်တိုင်တတ်တာတွေ့ဘူးလားတွေ့ပါပါဘူးအင်းဒုဒ္ဓရောဇင်တို့ဒရိသံဘက်ကလည်းစဉ်းစားကြည့်ဖို့လိုရဲ့တခါတလေခြေောက်တွေခြိထားပြီးတော့ပက်လက်လန်နေပြီလေရင်းဖြတ်ပြစ်တာတွေရှိတော်တော်ရဲဆက်တဲ့လုပ်ငန်းပဲဟုတ်လားအဲ့လောက်ကြီးကျန်းကျန်းထန်ထန်ကြီးတွေနဲ့ ရလာတဲ့ငွေကြီးစဉ်းစားကြည့်ပေါ့ဟုတ်လားခုတရုတ်ပြည်မှာတောင်ပိတ်သွားပြီနော်တရုတ်ပြည်ကငကူကဒီလာတဲ့ဆိုရင်ကိုခွေးသားစားတဲ့ပွဲတော်ရှိတယ်ပါသားစားတာခုတရဝင်းကိုပိတ်ပလိုက်တာနော်သူတို့ကဘယ်လိုလုပ်ကြတော့ဆိုခွေးရှင်တွေအဲ့ဒါနော်လမ်းတွေဓာရီရောမွေးဓာရီရောချို့စပယ်ရှယ်ကျွေးဓာရီရောအဲ့ဒါမျိုးလုပ်ပြီးတော့ဒီခွေးအရှင်များကိုအပေါ်မှာနော်တွဲလောင်းပေါ့ခြေောက်ကိုခြိထားတယ်တွဲလောင်းခြိထားတယ် ကြည်သာပြီးတော့အဲ့ဒါအရှင်ကြီးကိုပိုက်ခွဲတယ်နော်ပိုက်ခွဲပြီးအကုန်ထုတ်တင်တာတွေအကုန်ထုတ်တယ်သွေးတွေတန်တွေရဲရဲနဲ့နောက်ဆုံးကျမှအဲ့ဒါဇက်ကို ဖြစ်လိုက်ပြီးတော့အဲ့ဒီပေါင်သားပါသားကျိုးနော်ချုပ်ကင်းဓာမျိုးနဲ့လုတ်ပြီးတော့စားကြတာဘိုးကအကောင်ကအရှင်ကြီးရှိသေးတာတို့သူတော်စင်များစဉ်းစားဖို့မလိုဘူးလားအဲ့ဒါမျိုးရဲရဲဆက်ဆက်ထဲမှာမပါသေးနဲ့နော် လူကရဲပြက်လာပြီးတော့တဖြည်းဖြည်းနဲ့အခုအကောင်ပလောင်တွေစားလာတာမရှိဘူးလားမရှိဘူးငကူကမစားတာတွေတော်တော်စားလာကြတယ်နော်သူတစ်ပါးစားတိုင်းလိုက်ပြီးတော့မစားလိနဲ့အခုမွေအရှင်စားတာပါပေါ်လာတယ်နော်မွေဘယ်လိုစားတာအရှင်စားတာဟိုကရောင်းတဲ့ဟာလေအဲ့ဒါအမီးလေးတွေမှာတွဲလောင်းလေးတွေချိတ်တာအဲ့ဒီအကောင်လို့ပြောလိုက်ရင်အဲ့ဒီမွေကိုယူလာပြီးတော့အဲ့ဒီနန်းလေးပြင်ဒီကားလေးကျတော့လေပင်လေးကိုနည်းနည်းလေးကြည့်လိုက်ပြီးတော့နော်တွေးထွက်လောင်လို့တယ် ြီးရင်သွေးခံထားတယ်ခံထားပြီးတော့အဲ့ဒါကိုပဲအရေးကုန်ဆုတ်တယ်အကောင်းကောင်းကောင်းမသိသေးဘူးဒီတိုင်းနဲ့ပဲအဲ့ဒါတုံးသိပေးလိုက်ပြီအဲ့ဒီနားနဲ့အစိမ့်အဲ့ဒီနဲ့စားကြတာခါလေးအရက်နဲ့တောက်ကြတယ်ဟုတ်လားဘဝလေးကျန်သလားမကျန်ဘူးလားကျန်ပါဘူးအေးအဲ့ဒါကြောင့်မို့ဒုသူတော်စင်များလူကနေဘလူးမဖြစ်စေနဲ့ဟုတ်တယ်မို့လားတဝါမှာရတ္တတဏ္ဏနောက်ကိုလျှောက်လိုက်အကုသို့ဖြစ်မှာပေါ့ဘာတဏ္ဏလဲသတ္တတဏ္ဏ ဘဗတနာနောက်ကိုလိုက်ရင်အကုသိုလ်ဖြစ်မယ်အဲ့ဒါကြောင့်မို့စီးပွားရှာတဲ့နန်းမှာကိုယ်ကိုယ်တိုင်တက်ဖြတ်အသားစိမ်းငါးစိမ်းတွေတက်ဖြတ်ရောင်းချစီးပွားရမလုပ်ပါနဲ့တဲ့ဘယ်နှမျိုးရတော့၃မျိုးရတော့ခဲ့ပါလေလဲပြောရင်လက်နဲ့ရောင်းနေစီးပွားရမလုပ်ရရောင်းနေစီးပွားရမလုပ်ရ